ဒီနေ့မှာတော့ကားလေးတွေမှာကားဖက်မှန်လေးတွေမှာ တွဲလောင်းချိတ်တဲ့ default crotch လေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်ရှင်။အရင်ဆုံးမန်ချက်ဝင်းလေးလုပ်မယ်နော်။မန်ချက်ဝင်းလေးမှာ single crotch လေး၆ခါထုတ်ပါမယ်။ဒီနေရာမှာ make cotton full blind ကိုတုံးပြီးတော့ si 2.5 mm နဲ့ထုတ်ပြထားပါတယ်ရှင်။ ဲ့စင်ငယ်ခရချအပေါက်လေးထဲမှာသူ့ကိုရှက်ကောလေးထိုးပါမယ်နော်ရှက်ကောပြီးသွားပြီဆိုရင်ချင်းလေးတစ်ခါထိုးမယ်ပြီးရင်ဒုတိယလက်ဆင့်တာမယ်နော်ဒုတိယလက်ဆင့်မှာတော့ဒီရှက်ကောထိုးရတဲ့အပေါက်ထဲကနေပဲပြန်စပြီးတော့တပေါက်ကိုစင်ငယ်ခရချနှစ်ခါစီနဲ့ increase လေးပြပတ်လေး၆ခါထိုးပါမယ်နော် သွားရင်တတိယတဆင်သွားပါမယ်နော်တဆင်တဆင်ပြီးလိုက်မှာရှက်ကော်တစ်ခါ single crochet လေး chain လေးတစ်ခါထိုးရပါတော့ပြီးသားပြီဆိုရင်ဒီရှက်ကော်ထိုးတဲ့ပေါက်ထဲကနေပဲပြန်ဆထိုးမယ်နော်တတိယအဆင့်မှာကတော့ single crochet တစ်ခါပြီးသားပြီဆိုရင်ဒုတိယတစ်ပေါက်မှာ increase လေးတစ်ခါနဲ့ပတ်ပတ်လေးထိုးရမှာပါနော်။ဒါဆိုရင်ဒီမှာ single crochet တစ်ခါ increase တစ်ခါနော်။ပြီးတော့ရင်နောက်တစ်ပေါက်မှာ single crochet တစ်ခါပြန်လာမယ်။ ဒီပက်တန်ကပုံမှန်အယုတ်ထိုးတဲ့ပက်တန်နေနဲ့အတူတူပဲဆိုတော့ပက်တန်လေးကိုရေးပြပေးမယ်နော်ဒီရေးပြထားတဲ့အထည်ကိုဆက်ပြီးတော့ထိုးသွားလိုက်ပါနော်အဆင်း9ကနေပြီးတော့အဆင်း7အထည်ကိုကတော့တပေါက်တစ်ခါစီနဲ့ single crochet လေးတွေပတ်ပတ်လေးထိုးသွားရပါမယ်နော်ဒါဆိုရင်အဆင်း7အထည်ရောက်တဲ့အထိဆက်ထိုးသွားပါနော်ဒါဆိုရင်အဆင်း7အထည်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ shackle တစ်ခါ chain လေးတစ်ခါထိုးမယ်ဒါဆိုရင်အဆင်း7သွားပါမယ်နော် ရင်ဆုံး single crochet လေးရှက်ကွက်ထိုးတဲ့ပေါက်မှာတစ်ခါထိုးလိုက်မယ်နော် single crochet တစ်ခါပြီးရင်ဒုတိယတစ်ပေါက်မှာနောက်ထပ် single crochet တစ်ခါပြီးရင်တော့ဒီအရှိနှစ်ပေါက်ပေါ့နော်နှစ်ပေါက်ကိုတစ်ပေါက်တည်းဖြစ်အောင်ထိုးမှာပေါ့နော် decrease လေးထိုးမှာပါဒါဆိုရင် decrease ထိုးတဲ့ခါကျရင်ဒီခြေစက်တစ်စားလေးကိုပဲယူပြီးတော့ထိုးမှာပေါ့နော်ဒီမှာနှစ်ပေါက်ရှိတယ်ဆိုလို့ရှိရင်ပထမတစ်ပေါက်ကခြေစက်ကိုအရင်ယူမှာ ပြီးကြရင်နောက်တစ်ပောက်ကခြေကြောက်ကိုအရင်ထည့်ယူမယ်နော်ပြီးသွားပြီဆိုတော့မှခြေကိုဆွဲထုတ်မယ်။ဒါဆိုလို့ရှိရင်ဒီမှာ single crochet နှစ်ခါ decrease တစ်ခါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ပောက်မှာ single crochet တစ်ခါနောက်ထပ်တစ်ပောက်မှာ single crochet တစ်ခါဒီအဆင့်မှာတော့ single crochet နှစ်ခါ decrease တစ်ခါ single crochet နှစ်ခါနဲ့ပတ်ပတ်လည်ထိုးရမှာပေါ့နော်။ဒါဆိုရင် decrease ထိုးတဲ့နည်းလေးလည်းတည်ပြီဆိုတော့နောက်ထပ်ပတ်တန်လေးရေးပြထားတဲ့အတိုင်းပဲဆက်ပြီးတော့ထိုးသွားလိုက်ပါနော်။ အဆင့်16ထိထိုးပြီးသားပြီဆိုရင်သူ့ရဲ့အထဲကိုဆီလီကွန်လေးတွေဖြည့်ပါမယ်နော်ဆီလီကွန်လေးတွေဖြည့်ပြီးသားပြီဆိုလို့ရှိရင်နောက်ဆုံးထိုးမယ်เนาะနောက်ဆုံးအဆင့်နောက်ဆုံးအဆင့်မှာကတော့ဒီပက်ပက်လေးကို decrease လေးတွေထိုးရမှာပေါ့เนาะ decrease လေးစုစုပေါင်း6ခါထိုးရပါမယ်ဒါကတော့ဒီအလုံးလေးကိုပိတ်ဖို့ပေါ့เนาะ ပြီးတော့ရင်ဒီအပေါက်ကလေးကိုအလေးနဲ့လိုက်ချုပ်မယ်နော်ဒီနေရာမှာလေးစီလီကွန်အစားပေါ့နော်ခြီတိုခြီစလေးတွေကိုအထဲကိုဖြည့်ထားတယ်ပေါ့နော်ဒီလိုမျိုးကိုအစားပြန့်လို့ကျန်တဲ့ခြီစလေးတွေကိုဒီထဲကိုဖြည့်ထားတယ်ဆိုတော့သူကနည်းနည်းလေးလေးလေးဖြစ်နေတယ်ပုံမှန်စီလီကွန်နဲ့ဆိုလို့ရှိရင်စီလီကွန်ကြီးပဲထည့်တယ်ဆိုရင်တော့သူကနည်းနည်းပေါ့တယ်ပေါ့နော်ခြီစလေးတွေကထည့်ထားတဲ့အတွက်ကြောင့်မလို့ဒီကနည်းနည်းလေးလေးလေးဖြစ်နေပေါ့နော်ဒီလိုခြီစလေးတွေကလည်းလွတ်မပြတ်ဖက်နဲ့ပြန်ပြီးတော့တုံးလို့ရတယ်နော်လွတ်ပြင်းတော့အမှိုက်ဖြစ်သွားမယ်ဒါပြန်တုံးလို့ရှိရင်စီလီကွန်ကိုချွေတာရလဲရောက်တယ်ပေါ့နော် ဒီမှာသူ့ရဲ့အပေါ်ရန်ချီစလေးတွေကိုယူပြီးတော့ချုပ်မယ်နော်။ ဒါဆိုရင်ဒီခေါင်းလေးရတော့ရောနော်ကျန်တာလေးတွေလည်းဆက်ပြီးတော့ထုတ်ပြပေးမယ်နော်အားရဲ့မျက်လုံးလေးထိုးဖို့အတွက်ဒီနေရာမှာလည်း magic ring လေးတုံးပြီးတော့ထိုးမယ်နော်အရင်ဆုံး magic ring ထဲမှာ single crochet လေး6ခါထိုးပါမယ်နော်ပြီးတော့ဆိုရင်ပထမဆုံးအပေါက်မှာသူ့ကိုရှက်ကောလေးတစ်ခါထိုးပါမယ်ပြီးတော့ရနော်ချိန်လေးတစ်ခါထိုးမယ်ဒုတိယတစ်ဆင့်မှာတော့ increase လေးထိုးမှာပေါ့နော်ဒီ shack ကိုထိုးရဘောက်ကနေပြန်စထိုးမယ်နော် increase လေးတွေ၆ခါပြည့်အောင်ထိုးသားပါမယ်နော်ပထမဆုံးစီရင်ခရချပေါက်မှာရှက်ကော်လေးတစ်ခါထိုးပြီးတော့ခြေစားဖြတ်လိုက်ပါမယ်နော်ဒီမှာ၆ခုအတွက်နည်းနည်းလေးခြံထားပါမယ်နော်ဒါမျိုးလေးကိုဒီလိုနှစ်ခုရအောင်ထိုးသွားပါမယ်နော် ပြီးတော့သူ့ရဲ့လက်လေးထိုးမယ်เนาะဒီနေရာမှာတော့ slip knot လေးသုံးပြီးတော့ထိုးပါမယ်အရင်ဥဆုံး chain လေးခုနှစ်ခါထိုးသွားပါမယ်เนาะဒီတော့ဆိုရင်ဒီအထိုးထားတဲ့အပေါက်မှာပဲသူ့ရဲ့ဒီတပောက်ကနေပြန်ဆောင်မယ်เนาะအရင်ဥဆုံး single crochet လေးတပောက်တစ်ခါစီနဲ့နှစ်ခါထိုးပါမယ်ပြတာပြီဆိုလို့ရှိရင်တော့ chain လေး၃ခါထုတ်မယ်နော် ်ချင်းသုံးကပြီးသွားပြီဆိုရင်ဒီချင်းသုံးကမှာရှိတဲ့အပေါက်လေးတွေမှာ single crochet ထိုးပါမယ်နော်ဒုတိယတစ်ပေါက်မှာ single crochet လေးနဲ့ပြန်ဆက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီထိုးခဲ့တယ်ပေါ့နော်ချင်းမထိုးခင်အပေါက်ပေါ့နော်အဲ့ဒီအပေါက်ထဲမှာပဲသူကိုရှက်ကော်လေးတစ်ခါထိုးပါမယ်ပြီးသွားရင်ဒီမှာကြံ့နေတဲ့အပေါက်လေးတွေကိုလည်းတစ်ပေါက်တစ်ခါစီနဲ့ single crochet လေးတွေထိုးတော့ပါမယ်နော် ဆိုရင်ချိန်လေးတစ်ခါထိုးပြီးတော့သူ့ကိုလည်းခြေစားဖြတ်လိုက်ပါမယ်။ဒါလေးကိုလည်းနှစ်ခုရအောင်ထိုးမယ်နော်။ဒါကတော့သူ့ရဲ့လက်ကလေးတွေပေါ့နော်။ပြီးတော့ရင်ခြေထောက်လေးထိုးဖို့အတွက်လည်း slim knot လေးတုံးပါမယ်။ပြီးရင်ချိန်လေးရှစ်ခါထိုးမယ်နော်။ချင်းလေးရှိခါပြကြပြီဆိုလို့ရှိရင်သူ့ကိုဒီမှာအခုအထိုးရတဲ့တပောက်ရေဘေးတပောက်ရေကြောင်းမယ်နော်

ုးလေးလည်းနှစ်ခုရအောင်ထုံးမယ်နော်ဒါကတော့သူ့ရဲ့ခြေထောက်လေးပေါ့နော်ပြီးတော့ရင်ဒီခြေထောက်ဒီနေရွက်ဒီလက်တွေကိုရုပ်လေးနဲ့ပြန်တွဲချုပ်ပါမယ်ဒါဆိုရင်သူ့ကိုနေရွက်လေးအရင်တည်းအမြန် sorry မျိုးလုံးလေးအရင်တည်းမယ်ပေါ့နော်ဒီနားလောက်လေးမှတက်ပါမယ်နော်

သူ့ရဲ့လက်လေးတက်တဲ့ခါကျရင်ဒီနေရွက်နောက်ကနေလက်ကိုထားပြီးတော့တက်မယ်နော်ဒီနေ့တော့လေးမှာချက်ကိုရှိကိုဆိုတော့ဒီနားလောက်ပေါ့နော်ဒီနားလောက်ကနေဒီမှာရဲ့ဆိုတဲ့နှစ်နှစ်တန်းမြောက်လောက်ထားပြီးတော့ဒီနားလောက်ပါနော်ဒီလိုထားပြီးတော့ချက်မယ်နော်အနောက်ဖက်လေးကိုအရင်ချုပ်မယ်နော် ဒီအစကိုမဖြတ်ပြနေတာပါနော်ပြီးရင်ဒီဘက်တစ်ဖက်တက်မယ် ရှိကလက်လေးမတက်ခင်မှာသူ့ကိုအောက်ကတည်းဟိုပါပေါ့နော်ဂျိုဒန်လေးကိုအရင်လုံးမယ်ဒန်းလေးကိုအရင်ဒီမှာတွဲမယ်နော်ဒီလက်ကြားထဲမှာသူကတွဲရမှာဆိုတော့ဒန်းလေးအရင်ထိုးပါမယ်နော် ီကျိုးခုပေါ့နော်ဒီလိုက်ကြတယ်တက်တယ်တက်တယ်ဒီလိုတက်တော့ကျွတ်ချက်ပေါ့နော်ပြီးရင်ဒီဘက်ကိုလည်းနေနေမှာထားမယ်ကျွတ်ချက်ပါဟုတ် Jadi tu, mana lawan ini cuma, jadi cuma, no. တန်ဆိုရင်တော့ဒီ Ford Crochet ကားဟန်ကားလေးကိုရသွားပြီပေါ့နော်တ िश ူပေးတယောက်ချင်းစတိုင်းကိုလည်းကျေးဇူးများရွေးတင်ပါတယ်ရှင်